မိတ်ဆွေတွေကိုမပြစ်မှားလို့ရှင်အကျိုးကျေးဇူး10မျိုးရနိုင်တယ်ကဲအဲ့ဒါလေးကိုနားကြည့်အောင်နမတိကထာကပါပြောတာနော်မိတ်ဆွေကိုမပြစ်မှားတဲ့မစော်ကားတဲ့ပုဂ္ဂိုလ်ဟာတဲ့အိမ်ကနေထွက်လို့ခီးသွားနေတဲ့အချိန်မှတောင်မှပဲစားစရာတောက်စရာလမ်းခီးမှသူ့မှာပေါ်ပါလေတဲ့သူ့ကိုမှီပြီးတောင်တခြားပုဂ္ဂိုလ်တွေစားကြရတယ်ဥပမာမဲ့ရှင်သီဝလိပေါ့ဆရာဘုရားကိုယ်တိုင်က တော်လန်ခီးတစ်ခုဖြတ်တဲ့အခါမှာအဖြောင့်သွားတဲ့လမ်းနဲ့၊ကွေ့ပြီးတော့သွားရတဲ့လမ်းနှစ်လမ်းရှိတယ်။ကွေ့ပြီးသွားတဲ့လမ်းကမြို့တွေရွာတွေရှိတယ်။အဖြောင့်သွားတဲ့လမ်းကတော်တော်ပဲလူသူမရှိတဲ့တော်ကြီးဖြစ်တယ်။အဲဒီမှာမြတ်စွာဘုရားကတိဝတိပါလာပါပါတယ်။ပါလို့ရှိရင်တော့တို့အဖြောင့်မဲ့သွားကြရအောင်ဆိုပြီးတော့လူသူမရှိတဲ့လမ်းကနေသွားတာ။လူသူရှိတဲ့လမ်းကတော့လူတွေအတွေ့လူကြမ်းမှာပေါ့။ လူသူမရှိတဲ့လမ်းကသွားပြီမဲ့လို့တောနဲ့ကြီးတဲ့ရောက်နေပြီမဲ့လို့လှူတဲ့လူတွေကအများကြီးတွေ့လာဒါရှင်သီဝရိရဲ့ပုံကိုအဲ့ဒါပြောရှင်သီဝရိရဲ့သူကံကောတောထဲရောက်လဲပဲတရားနေဘလို့ရောက်လာမှမသိတဲ့လူတွေကသူ့ကိုကြွေးကြမွေးကြလှူကြတန်းကြတာအဲဘယ်ကလူပဲမှမသိဘူးဆိုရင်တော့ဒါနတ်တွေပေါ့နော်နတ်တွေကဟိုအချွန်တက်ကြီးနဲ့ဝင်းဝါဝါကြီးနဲ့လာပြီးတော့ပွဲရလို့နဝတ္တဇာရီနဲ့လာကြွေးတာတော့မဟုတ်ဘူး ူလည်းခီးသွားလို့လို့ပါလို့လို့နဲ့ပဲတွေ့ပြီးတော့ကြွေးသွားတာအဲ့တော့မိတ်ဆွေကိုမပြစ်မှားတဲ့သူကကုညီမဲ့သူနဲ့ကြုံကိုကြုံတယ်တိတဲ့လူနဲ့တွေ့ကိုတွေ့တယ်လို့ဆိုလိုတယ်ပေါ့ဒါနံပါတ်၁ကသာကနော်နံပါတ်၂ကယံယံသနဗရံယာတိနိဂမေရာဇဌာနိယောသဗ္ဗတပုစီတောဟောတိယောနိမိတ်တာနာနတုပတိမိတ်ဆွေတွေအပေါ်မှာပြစ်မှားမှုမရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်အယတ္တိတသွားသွား ဘယ်မျိုးရောက်ရောက်ဘယ်ဘာရောက်ရောက်ဘယ်နေရာမှမဆိုသူဟာအပူဇော်ခံရတယ်လက်ဆောင်နေရတယ်ပူဇော်တယ်ဆိုတော့လက်ဆောင်ဘာနာပေးကြတယ်သူ့ကိုခီယူကြိုဆိုကြတယ်ဒါတွေကိုပူဇော်တယ်လို့ခေါ်တာသွားလေရရသူ့ဟာမျက်နှာပွင့်တယ်လို့ပြောအဲ့ဒါဒုတိယအကျိုးနောက်တတိယအကျိုးကမိတ်ဆွေကိုအပေါ်မှာမပြမှားတဲ့ပုံကိုယ်တွေစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုံကိုယ်တွေအားတဲ့ဘယ်တော့မှလမ်းသွားရင် တခိုးဓမြရဲ့အနှိမ့်ဆက်ကိုမခံရဘူးကိုသွားတဲ့အယနေသားကနော်အုပ်ချုပ်တဲ့ပုံကိုယ်တွေကကိုယ်ကိုအနှောက်အယှက်မပေးဘူးဘယ်နေရာသွားသွားအုပ်ချုပ်တဲ့မင်းဆိုးရာသားတွေကကိုယ်ဒုက္ခမပေးဘူးတခိုးဓမြကလည်းကိုယ်ကိုမနှိမ့်ဆက်ဘူးအဲ့ဒီလိုအကျိုးမျိုးသဗ္ဗေအမိတ်တိတရတိတဲ့ကိုယ်ကိုယံပြုမဲ့ပုံကိုယ်တွေနဲ့ဘယ်တော့မှမဆုံးဘူးကျော်လွှားနိုင်သွားတယ်အဲ့ဒီအကျိုးရတယ်တဲ့ ဒါတတိယအကျိုးသရုဒ္ဓအကျိုးကတော့မိတ်ဆွေတွေကိုမပြင်းမာတဲ့ပုဂ္ဂိုလ်ဟာအိမ်ပြန်မျက်နှာလှတယ်လို့ပြောလမ်းမှာရံဖြစ်လာတာမရှိဘူးလေအိမ်ပြန်ရင်မျက်နှာလှတယ်သဘာယံပဋိနန္ဒီတော်လူအတိုင်းဝိုင်းထဲမှာသူဟာအောင်မြင်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အိမ်ပြန်မျက်နှာလှတယ်ဆိုတာအစည်းအဝေးတစ်ခုသွားတယ်သွားတဲ့အခါမှာသူပြောတာလေးအောင်မြင်လာတယ်အောင်မြင်လာတော့အတိုင်းဝိုင်းထဲမှာသူက ပေါ်ပြူလာဖြစ်လာတယ်ဆွေတွေမျိုးတွေထဲမှာလည်းပဲအချိန်မွန်းခံရတယ်ထိတ်တန့်ပုဂ္ဂိုလ်ဖြစ်တယ်ဒါကနံပါတ်၄အကျိုးနံပါတ်၅တော့သူကိုယ်တိုင်ကသူများကိုအလေးပြုသည့်အတွက်ကြောင့်သူများကိုတရုတ်တသိလှုပ်သည့်အတွက်ကြောင့်သူဟာကျိုးသေးတမှုခံရတယ်သူများကိုလေးစားသည့်အတွက်ကြောင့်သူကိုလေးစားမှုခံရတယ်သူ့ရဲ့ခုံတရင်ချိန်မွန်းစကားတွေဟာလည်းကြော်စောတဲ့ပြောဆိုခံရတယ်အဲ့တော့လူတွေကမသိကြလို့ လူတယောက်ကိုကိုကချွတ်ချွတ်သားသားဆက်ဆက်ပြောမယ်ဆိုရင်ကိုပြန်ချွတ်သားချွတ်ချွတ်သားသားဆက်ဆက်ခါရတာပဲလေကိုကရင်ရင်ကြီးကြီးနဲ့ပြောရင် तू ကရင်ရင်ကြီးကြီးပြန်ပြောမှာကိုကဆဆဲပြီးတော့မှသူများချီးမနာခံရင်လို့မရဘူးလေကိုကလေးစားလို့ရှိရင်ကိုဟာလေးစားခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုကအယုသိပေးရင်ကိုကအယုသိခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကပင်စွာမြောက်ရတဲ့အကျိုးနောက်တစ်ခုကပူဇော်ကောလေဗတီပူဇံဝန်ကောပတိဝန္နနာ ယသောဂိတ်တေသဗ္ဗဗောဓိယောမိတ်တနာနာတုပတိဒီနေရာမှာမိတ်ဆွေဆိုတာဆရာမိဘဒါလေးကိုပြောတာနော်ဆရာကိုမပြစ်မှားဘူးမိဘကိုမပြစ်မှားဘူးဟောယဟန်တန်ဃာလေးကိုမပြစ်မှားဘူးဒါကြောင့်မလို့ကိုယ်အသူများကိုဥဇော်တယ်ဥဇော်တယ်ဆိုတာအော်နာလောက်တာပေးတယ်ကံတယ်လူတယ်တန်တယ်ဝန္ဒကောပฏิဝန္ဒနာ ကိုကသူများကိုလေးစားပြီးတော့ရှ िख ိုးတယ်ဆိုရင်ကိုယ်ရှ िख ိုးမဲ့လူပေါ်လာတာသူတို့ဆိုလို့ရှက်သောကိတ္တိစပ္ပောတိရှက်သားဆိုတာအချမ်းရအကျော်ဆုံးကောင်းတဲ့ကုန်တရင်ကိုယ်ချမ်းရမဲ့ပုံကိုယ်တွေကိတ္တိဆိုတာကုန်ကုန်ချီးမွမ်းခံရမှုအဲ့ဒါတွေရရှိနိုင်တယ်တဲ့ဒါနံပါတ်6 နမခွန်ကအခိယထာပစ္စလတိဒေဝတာဝဝိရောစတိတိရိယာအစိတောဟောတိယောမိတ္တနာနာတဝတိသွေဆွေတွေမိဘဆွေမျိုးတွေဆရာသမားတွေနော်မိဘတွေဆရာသမားတွေပုံမှာပြင်းမှားဘူးဆိုလို့ရှိရင်တဲ့မိအယောင်ဟာတောက်ပတယ်လို့ဒီလိုလည်းညှိုးမိန်တာမဟုတ်ဘူးသူရဲ့ကုံသရင်ကတောက်ပတယ်လို့ပြောနော်မိလို့တောက်ပတယ်ဆိုတာအဲမညှိုးမိန်တာကိုပြောတာကုံသရင်တောက်ပတာကို ဒေဝတာဝဝီရောစတိနတ်ဟာတင့်တယ်သလိုသူ့ရဲ့ကျုပ်ဆင်းရလည်းတင့်တယ်သီရိယာအဆွေတော်ဘယ်နေရာသောတာသူကကျက်သိရှိတယ်သူ့ဘယ်မှာတွေ့တွေ့ကျက်သိရှိအဲ့တော့ကျက်သိဆိုတော့ဘာကိုခေါ်တော့တုံးလို့မေးပြန်တဲ့အခါသီရိတိပုံညာပညာနာမေတ္တာတိဝဆနာကျက်သိဆိုတာလူတွေရဲ့ကျက်သိဆိုတာပဆန်တို့ရွှေငွေတို့ရတနာတို့စိမ့်ပြေကြီးတွေဝတ်ထတာပြောတာမဟုတ်ဘူးသူကျက်သိဆိုတာဘာတော့ဆိုရင် ကုသိုလ်ကောင်းမှုရှိခြင်းနဲ့အတိညာရှိခြင်းကိုတသေလို့ခေါ်တယ်။သီရိတိပုံညာပညာနာမေတ္တံအဓိဝဆံသီရိတသေဆိုတာတဲ့ကုသိုလ်ကောင်းမှုရှိတယ်အတိပညာရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတသေရှိတယ်လို့ခေါ်တယ်။ဒီလိုလဲဆိုတယ်။ဒါခုနှစ်ခုမြောက်ရှစ်ခုမြောက်ကြတော့ဃာဝတ္တပ္ပစာယံတိခိတ္တေဝုတ္တံဝိရုထေ ဘုဒ္ဓနာဖလမတနာတိယောမိတ်တနာနာထုတ်ပတိသိစေရိဆရာမိပါးတွေပေါ်မှာမပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာတဲ့သူ့အိမ်မှာမွေးမြူထားတဲ့နွားတွေရှင်းတော့နွားမွေးတာတော့လူစားနွားမှမွေးတဲ့ဟာကိုဝိတကရုတောင်နွားအကောင်းမောင်းများတော့ရှိတယ်လေအလားတူရင်တို့ဆိုရင်သူနွားကြောင့်သားရွာတောင်တဲထားတာရှင်းခေကအဲ့ဒါမွေးမြူလို့ရှင်တော့နွားပဲမွေးကြပြီတော့ ကျက်တွေဝက်တွေတော့သွားမမွေးနဲ့အဲ့ဒါအကုသိုလ်လုပ်တယ်။ဥစားအဲ့ဒါတွေကတော့ပြည့်စုံတယ်။ဝက်မွေးအစားစိတ်မွေးသစားအဲ့လိုဟာတော့ပြည့်စုံတယ်။ဒီနွားမွေးပြီးတော့နှုတ်ယူတာကတော့အပြည့်မရှိဘူး။ရရှိတဲ့အလက်ရှိတယ်။အဲ့ဒါကိုပြောတာဂါဝေါတတပစာယံတည်တယ်။သူ့နွားကြမှာနွားတွေတိုးလာ။အဲ့တော့သူကမပြင်းမာတဲ့ပုဂ္ဂိုလ်ဆိုရင်ဂါဝေါတတပစာယံတည်။သူ့မွေးတဲ့နွားချမ်းမှာနွားတွေကပို့ပြီးတော့ နွားတွေဥယျတိုးလာတယ်ခစ်တွေဝုတ်တံဝိရုဟတိစိုက်ခင်းတွေကလည်းပဲအပင်တွေကကောင်းကောင်းပေါက်တယ်ဖြစ်ချွန်းတယ်ပေါ့ဟုတ်တနာဖလပတနာတိစိုက်ထားတဲ့အပင်တွေကလည်းအသီးကြတယ်ဟုတ်တယ်ဒါတွေကဆက်ဆက်နေတာဆက်ဆက်နေတာတချို့ကျတော့စိုက်ပြီးပိုးတွေကြပြီးအကုန်လုံးပျက်စီးသွားတဲ့ပုဂ္ဂိုလ်လည်းရှိတာအပိုးမကြမ်းနဲ့ပိုးပြီးတော့အသီးတာလည်းရှိတယ်ဒါတွေကတချို့ကလူကန်ကြမှာနဲ့ပတ်သက်တာတွေလည်းရှိတယ်အဲဒါကြောင့် လူတော်လူကောင်းတွေမှာတဲ့ဝေးပြူစားတဲ့နွားတွေတိုးလာတယ်။နောက်လဲမြေဆိုင်ပြုတ်ထားတဲ့အရာပို့ပြီးတော့ပေါက်တယ်။နောက်စိုက်ထားတဲ့အရာအသီးနှံတွေအများကြီးထွက်တယ်။အဲ့လိုအကျိုးရှိပါတယ်တဲ့။ဒါက၈ခုမြောက်အကျိုး။၉ခုမြောက်ကြတော့၆ကဘာကြီးတို့တောင်မော်တို့သစ်ပင်တို့ဟာအဲ့ဒီကနေပြီးတော့မတော်တဆ၆ကဘာကြီးတွေချော်ကြတယ်။တောင်မော်တောင်မော်ကမတော်တဆချော်ကြမယ်။ သစ်ပင်မောကမတော်တခြားချောချမယ်သုတောပဋိဌံလဝတိမိတ်ဆွေကိုမပြစ်မာတဲ့ပုဂ္ဂိုလ်ဆိုအဲ့လိုမတော်တဆချေချောလဲချောကြပြီမယ်လို့တဲ့ကံကောင်းပြီးတော့သူကဘယ်တော့မှအောက်ထီအောင်ချေချိုးလက်ချိုးတီအောင်မကြဘူးတဲ့ကံကောင်းတယ်လို့ပြောတာနော်ဆိုလိုတာသစ်ပင်မောကြပြီမယ်လို့အောက်မရောက်ဖက်နဲ့အဲ့ဒီကိမောတင်းနေတာတို့ချုံမောတင်းနေတာတို့ဘာမှတန်ရမရတာတို့ရှိတယ်လေတမျိုးတွေ <laughs> <laughs> အဲ့တော့မိစေကိုမပြစ်မာတဲ့ပုဂ္ဂိုလ်တွေအဲ့လိုအချိုးကျေစုဒါနမတ်9နမတ်30ကျတော့လေဟာတချို့တပင်းနေဆိုရင်အလွယ်တကူတိုက်လဲတယ်သို့တော့အမြင့်တွေကသိတ်တမ်းမာတဲ့ညောင်ပင်လို့အပင်မျိုးကျတော့မုံတိုင်းကတိုက်လဲဖို့မလွယ်ဘူးသူကအမြင့်ကသိတ်ပြီးတော့ခိုင်းနေအမြင့်တွေလည်းများတယ်အဲ့ဒီညောင်ပင်ဟာအမြင့်တွေ့မှုအားကောင်းသလိုပဲနမတ်30အချိုးကတော့ မိတ်ဆွေတွေဆရာသမားတွေမိဘတွေဟိုမပြင်းမာတဲ့ပုဂ္ဂိုလ်ဟာတဲ့ကိုယ်ရံပြုတ်ခြင်းတဲ့ပုဂ္ဂိုလ်ဟာတောင်မှသူ့ကိုမတွန်းလှန်နိုင်ဘူးဘလောက်ပဲသူ့ကိုရံပြုတ်ရံပြုတ်သူ့ကိုလဲပြုတ်သွားအောင်မလုပ်နိုင်ဘူးလို့သူတို့ဆို